ပြည်သူ့ရဲ့သတင်းတိပိုင်ခွင့်ဥပဒေကိုမကြခင်ပြဋ္ဌာန်းနိုင်လိမ့်မယ်လို့ဥပဒေအရေးအရာနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုဆရာချန်အေးပေးပို့ထားပါရရှင်ဆိုရဝန်ကြီးဌာနတွေစီကသတင်းတွေကိုအချိန်နဲ့တပြေးညီရယူခွင့်ရှိလာမယ်ပြည်သူတွေသတင်းသိပံခွင့်ဥပဒေ right to information လို့ပြဋ္ဌာန်းနိုင်မှုသတင်းမီဒီယာသမားတွေနဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကအရင်ဆိုရလက်ထက်ကလေးကတောင်းဆိုခဲ့တာပါ လွတ်တော်နဲ့မီဒီယာသမားအလုံးကအဲ့ဒီဥပဒေပြဋ္ဌာန်းမှုဆန္ဒရှိနေတဲ့အတွက်မကြခင်ပြဋ္ဌာန်းနိုင်လိမ့်မယ်လို့ဥပဒေရေးရာနဲ့ထူးကိစ္စရများလေးလာဆန်းစစ်သုံးသပ်ရေးကော်မရှင်ပြောရေးဆိုခွင့်ရှိသူကနိုဝင်ဘာ၈ရက်နေ့ကရန်ကုန်မြို့မှာပြုလုပ်တဲ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံပြီးမှ TPP ကိုပြောဆိုပါတယ်။အဓိကစိန်ခေါ်မှုကတော့အစိုးရဝန်ကြီးဌာနဖြစ်ပါတယ်။ဒါမျိုးနားလည်အောင်ရှင်းပြပေးတို့တို့လက်ခံမှာဖြစ်ပါတယ်။ဒီတိုင်းကြီးပုံမှန်တော့နဲ့ရှင်းတော့မရနိုင်ဘူး။အဲတို့တို့လက်ခံလာပြီဆိုတော့ဒီဥပဒေကမြန်မြန်ဆန်ဆန်နဲ့ဖြစ်လာမှာပေါ့။ ြည်သူတွေသတင်းသိပံ့ခွင့်ဥပဒေကိုပြဋ္ဌာန်းနိုင်မယ်ဆိုရင်အစိုးရအဖွဲ့နဲ့လွှတ်တော်ဟာဒီမိုကရေစီစံချိန်စံညွှန်းနဲ့ပုံမှန်ကန့်ညီလာမှာဖြစ်တယ်လို့သတင်းမီဒီယာကောင်စီဝင်တဦးကသုံးသပ်ပါတယ်။ဒီကိုစစ်မှန်တဲ့ဒီမိုကရေစီစနစ်တစ်ခုပေါ်ထွန်းဖို့အတွက် right to information ဆိုရယ်ဒီသတင်းအချက်အလက်သိရှိပံ့ခွင့်ပေါ်လေအဲ့ဒါဟာသိရေးကြီးပါတယ်။အဲ့ဒါကိုနိုင်ငံတော်တော်များများမှာနိုင်ငံတရားတစ်ဆင့်နိုင်ငံမှာဥပဒေအဖြစ်ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ကျွန်တော်နိုင်ငံမှာလည်းအဲ့ဒါကိုဥပဒေအဖြစ်ရေးဆွဲနေတော့ဖြစ်ပါတယ်။ ဥပဒေရမ်းအစင်တော့ရောက်နေပြီပေါ့လေ right to information ဆိုတာဒီနိုင်ငံသားနဲ့တော့မကပါဘူးနိုင်ငံခြားဘယ်သူမဆိုးဒီ information ကိုအချက်အလက်ရယူပိုင်ခွင့်ရှိပါတယ်အဲ့ဒီအခါမှာအဲ့ဒီအချက်အလက်တွေကိုဖြေကြားဖို့အတွက်အစိုးရဘက်ကနဲ့ဒီဌာနဆိုင်ရာဘက်ကလည်းတရားပြင်ဆင်ထားဖို့လိုပါတယ်လက်ရှိအချိန်ကြီးတော့အစိုးရရဲ့ဝန်ကြီးဌာနတွေကမီဒီယာတွေနဲ့ထိတွေ့ဆက်ဆံမှုအားနည်းနေလို့မဖြစ်ပြီးအချိန်နဲ့တပြင်းညီသတင်းထုတ်ပြန်နိုင်မှုအခက်အခဲတွေရှိနေသေးတယ်လို့တစ်တော်ဦးစီးဌာနပြောရေးဆိုခွင့်ရှိသူတွေကဝန်ခံပြောဆိုပါတယ် တတင်းကဖြစ်ပေါ်နေပြီးအောက်ချိန်မှာတခါတရံမှာကျွန်တော်တို့ကဒီချိန်မှာတီးကြားဂျူနီပေးထားခြင်းမရှိတဲ့ကြောင့်မိမိရဲ့ဒီအဓိကတာဝန်တွေထမ်းဆောင်နေရတဲ့အချိန်မှာအောက်ကတတင်းကတစ်ချက်လက်ကကျွန်တော်စီမြောက်သေးပါဘူး။မြောက်သေးတဲ့ကြောင့်ဒီမေးမြန်းလာတဲ့အချိန်ကျမှဒီတတင်းကိုပြန်ပြီးတော့မှစုဆောင်းရတဲ့အတွက်ရှိပါတယ်။အဲဒါကြောင့်အဲ့ဒီချိန်မှာအချိန်လေးတစ်ခုပေးဖို့လိုအပ်ပါတယ်။ ပြည်သူတွေသတင်းသိပိုင်ခွင့်ဥပဒေပြဋ္ဌာန်းနိုင်တော့မယ်ဆိုပေမဲ့တစ်ဖက်ကထိန်းသိမ်းကြတဲ့နိုင်ငံတော်လျှို့ဝှက်ချက်အုပ်တွေလိုမျိုးတည်သေးဥပဒေတွေကိုသတင်းသမားတွေလေးစားလိုက်ကြဖို့လေလိုအပ်တယ်လို့ဥပဒေပညာရှင်တွေကသုံးသပ်ထားပါတယ်ကျွန်တော်ကဆီယာချန်ကြီးပါ